ရှေးဥစွာဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့နားနှစ်ပေါက်နဲ့ပတ်သက်တစ်ပေါက်ဆိုရက်ခေါင်းစဉ်နဲ့ခေါ်ပေးတော့မှာဖြစ်ပါတယ်။ရှင်ယာကုတ်ဩရစာအခန်းတစ်ကိုအခြေခံမှာဖြစ်တယ်။စာပိုက်ကိုမှာတုတ်ဖြစ်၍ငါချစ်တော်ညီကိုတို့ခတ်သိမ်းတော်သူတို့သည်နာကြားခြင်းကလင်းမြန်ကြစေ။စကားပြောခြင်းက၎င်းအမျက်ထွက်ခြင်းက၎င်းနှေးကြစေ။ ောတာတွေ့ရတယ်။အဲတော့နာနှစ်ပေါက်ဘုရားခင်ကကျွန်တော်တို့ဖြန့်စင်းကြတဲ့ကနာနှစ်ပေါက်ကိုဖြန့်စင်းတာကိုကြည့်ရင်ရွေချက်ကမြန်မြန်နားထောင်ဖို့ဖြစ်တယ်။ဘဇပတ်တစ်ပေါက်တည်းဖြန့်စင်းတာကြည့်ရင်တော့စကားတိတ်မပြောစေချင်ဘူးဘုရားကနော်ဒါလိုနားလည်ရမှာဖြစ်တယ်။စကားမများစေချင်ဘူးပေါ့နော်အချင်းနီးတက်ရှောက်ရှောက်ပြောတာကိုမပြောစေချင်ဘူး။ဒါကြောင့်ဘဇက်ကနော်တစ်ပေါက်တည်းဘုရားဖြန့်စင်းပေးတာဖြစ်တယ်။ဆိုတော့နာ ကြားဖို့လင်းမြန်စေလို့ပြောတာကိုကြည့်ရင်ကျွန်တော်တို့ကဘာအဓိပ္ပာယ်လဲဆိုတော့စာပိုက်၁၈အောက်ပိုင်းမှာတမာတရားစကားအဖြစ်မိမိအလိုတော်တိုင်းငါတို့ကိုဖြစ်ပွားစေတော်မူ၏လို့ပြောတာတွေ့တွေ့ရတယ်။အဓိပ္ပာယ်ကတော့ကျွန်တော်တို့တမာတရားကိုကြားနာဖို့အတွက်နော်လင်းမြန်စေလို့ပြောတော့ပါတယ်။လုံးလဝရိယဆက်ရမှာဖြစ်တယ်ပြောချင်တာဖြစ်ပါတယ်။ဟုတ် ။ဒါကြောင့်ကျွန်တော်နာနာများများကြားဖို့အရာဒီပောက်ကရတွေကြားဖို့မဟုတ်ဘဲနဲ့တမာတရားကိုကြားဖို့ဖြစ်တယ်။အဲ့တော့စကားတော့နည်းနည်းပဲပြော။ဒါနဲ့ကျွန်တော်တွေ့ဘူးတယ်တချို့နော်။ဟိုလူငယ်လေးတွေဖြစ်တယ်။ပြင်လဲဒီအမှုရဆောင်တော့အမှုရဆောင်ပဲနော်။အလွန်စကားများတာ တွေ့ရတယ်။အဲ့တော့ကျွန်တော်လူကြီးတွေနဲ့အတူခီးသွားတဲ့ခါမှာလဲဟို ကားထဲမှာနော်အတူစီးကြတယ်တချို့ကတလားလုံးသူတို့ဥပပြောတာအဲ့တော့သူများနေလဲပြောဖို့ချိန်မပေးဘူးအဲ့တော့ကျွန်တော်ဘာလို့လဲဆိုတော့ဟိုတစ်ခါဆိုတော့ဆရာမခမရပါစခဏပေးဦး तू ပြောပါစေဦးအဲ့လိုပြောယူရတယ်နော်အဲ့တော့အဲ့လိုစကားများတော့ဘာဖြစ်သွားလဲဆိုတော့ तू ဟာနော်သူ့ရဲ့ဝိညာဉ်အစင်တန်း ဘလောက်ရှိတယ်လဲဆိုတော့အလုံးသိသွားတယ်။ဟိုပြောတော့ဟိုဘယ်လိုခေါ်မလဲသူအားနဲ့ချက်တွေပေါ်တာပေါ့။မပြောဘဲအသားလေးညင်နေတဲ့လူကတော့နော်သူဘာမှမသိရင်လည်းဘယ်သူမှမသိဘူး။ဩသူသိတယ်လို့လူဆရာကြီးလူလူဖြစ်သွားတယ်။သူတို့တွေ့ရတယ်။နော်။ဒါကြောင့်သိဖို့ကဟိုလူကြီးနဲ့ခီးသွားရင်လူကြီးစီကိုမေးရမှာကိုသိချင်တာတွေမေးရမယ်။နော်ကိုနားမလဲလားတွေ။ နော်မေ့ရမှာဖြစ်တယ်ပညာယူရမှာအဲ့လိုမဟုတ်ပောက်ရလျှောက်ပြောနေကိုဘာမှမသိတာလူကြီးကသိတယ်ဒါမဲ့လည်းပြောရင်လည်းနော်အကျိုးမရှိတဲ့အတွက်ဟာလာပြောခွင့်လည်းမပေးဘူးပေါ့အဲ့လိုမျိုးမဖြစ်ရဘူးနော်ကျွန်တော်အထူးသဖြင့်လူငယ်တွေနော်ပင်လည်းအမှုတော်ဆောင်ခါစားပင်လည်းကိုယ်နှုတ်ကပတော်သိမသိဘူးဆိုရင်မြတ်များကြားဖို့အရေးကြီးတယ်နားထောင်ဖို့အရေးကြီးတယ်နော်ပြောရမှာဖြစ်တယ်နော်အဲ့တော့ဒီမှာ စာပိုက်21မှာဆိုရင်သင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်သောအထက်၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနှုံးညက်တိမ်မွေ့သောစိတ်နဲ့ခံကြလောနှုတ်ကပတ်တော်ကြားဖို့အတွက်လှင်မြမယ်ပြောချင်တာလုံးလောက်ဝရရစိုက်ထောက်ရမယ်ပြီးရင်လည်းနှုံးညက်တိမ်မွေ့တဲ့စိတ်နဲ့နားထောင်အောင်မှာဖြစ်တယ်သူပြောရတွေ့ရနော်စာပိုက်22မှာကြတော့သူကဘာပြောလဲဆိုတော့ကိုကိုလှဲ့ဖျား၍ နှုတ်ကပတရားကိုနာယုံမြတာပြုတော်သူမဟုတ်တရားကိုကျင့်တော်သူဖြစ်ကြတော့ကဲနော်နားထောင်ရမယ်များများလေးပြင်လဲပါတယ်လက်တွေ့နာခံလက်လျှော့မယ်ပြောရတွေ့ရတယ်စပိုက်25မှာလွတ်ချင်းနဲ့ဆက်ဆိုင်၍စုံလင်တော်တရား၌စိတ်စိတ်ကြည့်ရှု၍တည်ကြည်တော်သူမူကားတရားနာ၍မိလို့တော်သူမဟုတ်အကျင့်ကျင့်တော်သူဖြစ်သည်ဖြင့်မိမိကျင့်တော်အကျင့်၌ မင်္ဂလာရှိတော်သူဖြစ်လို့ပြောတာတွေ့ရတယ်နော်အဲ့တော့ဟိုနှုတ်ကပတရားတော်ကိုကြားရဖို့အတွက်လုံလဝိရိယစိုက်ထုတ်ရမယ်နားထောင်တဲ့ခါမှာလည်းဟိုဘာလဲနုညက်တင်မှုတဲ့စိတ်နဲ့နားထောင်အောင်မှာဖြစ်တယ်ပြီးရင်လက်တွေ့နော်ကျင့်ရမယ်ကျင့်တဲ့နေရာမှာတည်ကြည်ခြင်းရှိရမယ်နော်အဲ့ဒါဆိုရင်တော့အသူ့ရဲ့ခြင်းမှာမင်္ဂလာရှိတယ်ပြောတော့တွေ့ရတယ်ဘုရားဘုံတင်ရှာမှာပေါ့နော်ဒါကြောင့်ဒီနေ့ ကျွန်တို့ဖခင်ကနားနှစ်ဖက်နော်နှစ်ပေါက်ပေးထားတယ်ဆိုကြဲကညံ့များကြားဖို့ဖြစ်ပါတယ်လောကမှာလည်းဒီလိုပဲနော်အတူထိုင်ကြတဲ့ခါမှာစကားများများပြောတဲ့သူကတော့ तू ကတော့ तू ပဲပြောတော့ तू သူ့စကားပဲ तू ကြားသွားမှာပဲသူများပြောတော့နားထောင်တက်တဲ့သူကတော့ပြန်ရရသွားတာပဲဒါဒီသဘောရှိတယ်ပေါ့ဒီနေ့ဝိညာဉ်လောကမှာလည်းဒီတိုင်းပဲရှိတယ်ဆိုတော့ကိုမမေ့ပါနဲ့နော်အဲ့တော့ကြောင့် ဟိုနှုတ်ကပတော်ကြားနာဖို့အတွက်ဟောလုံလဝရိယစိုက်ထုတ်ပါပြီးရင်နုညံ့သိမ်မွေးတဲ့စိတ်နဲ့နားထောင်ပါပြီးရင်နှကန်လက်လျှောက်ပါပြီးရင်တည်ကြည်ပါအဲ့ဒါဆိုရင်တော့သင်ဟာမင်္ဂလာရှိတော်သူဖြစ်မယ်တရားဖြင့်ဘုရားဘုံထင်ရှားမယ်လို့ပြောချင်တယ်เนาะနောက်တစ်ခုကတော့ဒီစကားပေါ့ပါဇက်ပေါက်တပေါက်เนาะတင်တို့တွင်အကျဉ်သူတီလာစောက်တီဟန်ရှိတော်လဲစပွိုက်26မှာ မိမိနှုတ် ကိုမချုပ်တီးမိမိနှလုံးကိုလှည့်ဖျားဤနော်အဲ့တော့စကားပြောတယ်ကို့စကားကို့နှုတ်ကိုမချုပ်တီးဘူးရှောက်ရှောက်ပြောတယ်အကိုကိုလှည့်ဖျားတာအတူတူပဲတဲ့နော်သူများကိုလှည့်ဖျားတာနောက်မှလောလောဆယ်ကို့ကိုပြန်လှည့်ဖျားနေတယ်သူလိုပြောတာတွေ့ရတယ်ကျန်းစာမှာနှုတ်နဲ့ပတ်သက်လို့ဒီရကုတ်အခန်းသုံးမှာဆိုလဲတီရှာနှုတ်က နော်လူကိုပါဖြစ်လဲငရဲကိုကြစေတာလူကိုဖြစ်စေတယ်နော်လူကိုပြစ်စေစေတယ်ရှောင်းရှောင်းစေတယ်လို့ပြောတာတွေ့ရတယ်ဒါကြောင့်ကျွန်တော်တို့ကစကားကိုနော်ဟိုဒီနေ့စကားများတတ်တယ်ဆိုရင်တော့ဘာဖြစ်လဲစကားနည်းနည်းပြောဖို့ကိုကိုသတိပြုပါလို့အားပေးချင်တယ်နော်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်တို့စကားဒီနေ့အစပြီးတင့်နှုတ်ကိုချုပ်တီးဖို့ပြောချင်တာနော်ဟို နှုတ်ကစကားများများပြောလို့ကိုယ့်အတွက်ဘာမှအကျိုးမရှိဘူးဆိုတော့နားလဲပါဒီနေ့စပြီးစကားသူများနဲ့တွေ့ရင် အထူးသဖြင့်လူကြီးနဲ့တွေ့ရင်နော်သင်ယူပါသူတို့မှာတွေ့ကြုံများစွာရှိတယ်မပြောတာပဲရှင့်ရှိမယ်သူကပညာရှိတော့အတွေ့ကြုံများတော့နော်တစ်ခါလေမှာဟိုမမေးဘူးမဆိုရင်မပြောဘူးနော်ကြားနာတော့သူအတွက်အကျိုးရှိပေမဲ့ ချာနာတော့သူကဟာလာဒီမိုက်တော့သူဆိုရင်လည်းမပြောတတ်ဘူးဒါကြောင့်ကိုကစကားကိုနှိုက်ပြီးတော့ကိုနားထောင်အောင်ဖြစ်တယ်ပေါ့နော်ဒါနော်လူမှုရေးမှာပြောတာပါအဲ့နောက်ကပတော်မှာတော့ဒီနေ့တိဖို့ကတော့နော်ခလင်းများမှာလုံးဝဆက်ရမှာနှုတ်ကပတော်ကြားဖို့အတွက်နော်ကျန်းစာမှာဗာလဲနှုတ်ကပတော်ဝယ်ပါမရောက်နဲ့ပြောတယ်နော်အဲ့တော့လုံးဝဆက်ရမှာဖြစ်တယ်ပြင်းကြည့်ပြောတဲ့စိတ်နဲ့အဲ နုညတ်သိမ်မှုရစနဲ့နားထောင်မယ်ပြီးရင်လက်တွေ့နာခံလက်လျှောက်မယ်ပြီးရင်တည်ကြမယ်အဲ့ဆိုတော့နော်မင်္ဂလာရှိတော်သူဖြစ်လိမ့်မယ်အချင်းမှာနော်အဲ့ဒါဆိုတော့ဘုရားဘုံထင်ရှားမယ်ပေါ့ထူနစ်တူစကားနော်မပြောဘဲနဲ့များများမပြောဘဲနဲ့နားထောင်တတ်တဲ့အချင်းရှိပါစေပဝန်းကျင်မှာလူမှုရေးကိစ္စမှာအဲ့ဒါဆိုလဲပညာတိုးပွားမှာဖြစ်ပါတယ်အကျိုးရှိတယ်စကားများရင်တော့ကျိုးနေမယ် နော်ဆုံးရှုံးမယ်နောက်ဆုံးအနေနဲ့စကားနဲ့ပတ်သက်လို့ပြောချင်တာကတော့ဒီမတဲနော်မတဲခန်းစနစ်စပိုက်36 39ပြောပြီးတော့မှနေကုန်းချုပ်ပါမယ်လူတို့ဒီအကျိုးမဲ့သောစကားကိုပြောတမျှအတွက်တရားဆုံးဖြတ်သောနေ့၌စကြောချင်းကိုခံရကြလက်တနော်တင့်စကားများအားဖြင့်တင်ဒီအပြစ်လွတ်လိမ့်မည်။တုံ့မို့တင့်စကားများအားဖြင့်အပြစ်စင်ခြင်းကိုခံရလိမ့်မည်အမိန်တော်မူ၏ ဘာဖြစ်လို့စကားပြောတာများများပြောတာမကောင်းသလဲဆိုတော့နော်ကိုပြောတဲ့အတိုင်းဒီနေ့ဘုရားရှင်ချင်းခံရမှာဖြစ်ပါတယ်တုတ်တန်ခန်း16စာပွဲ1မှာနော်စင်လုံးအကျံစီတို့ဒီလူနဲ့ဆိုင်ကြရဲ့ရှာနာပြန်ပြောချက်မူကထာဝရဘုရားပိုင်တော်မူဘုရားပိုင်တယ်တင့်နှုတ်ကပြောသည်များအားလုံးဟာနော်အဲ့တော့တင့်တတ်တာလဲစကားများတဲ့သူဟာအမားများများပြောပါသွားတယ်လေ အဲ့တော့အတ္တကအမှားသွားတာပဲနှုတ်ကရှာကတက်မှလို့ပဲတမောတစည်းလို့ဟိုလက်ဒီလက်လှဲ့နိုင်တယ်လို့ပဲကျွန်တော်ရဲ့အတ္တကိုလည်းလှဲ့ပလိုက်နိုင်တယ်ဟာဒါကိုမမေ့ပါနဲ့ဒါကြောင့်ဒီနေ့ဆက်ပြီးကြားဖို့အတွက်လင်မြန်မာနားနှစ်ဖက်ဖျားပေးထားတယ်ပြီးဆိုင်ပါနော်စကားပြောဖို့အတွက်နှေးပါနှုတ်စကားပါစပ်ပေါက်တစ်ခုပဲဖျားပေးထားတယ်နှေးပါဒါဆိုရင်အတ္တတာဟာ เนาะမင်္ဂလာရှိမယ်ပြီးရင်လဲเนาะဖះလိုရာเนาะဖះသွားစေခြင်းနဲ့လမ်းကို ရောက်လိုက်မယ်လို့ခွားပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်သည်တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်